မယ်။ဘယ်ပောင်းတဲ့သဘောမျိုးဖြစ်သွားမှာအဲ့မှာကျတော့အတီဝိုင်းတမားတွေကလည်းကိုခုတက်တို့ကိုမောင်တို့နော်။အပြီးတော့အဆိုးကလည်းကျွန်တော်နဲ့အချို့သူဆိုးပေါ့နော်။အဲ့လိုဟိုဖြစ်သွားတော့အဲ့ဒီရှင်လေးလည်းအာကျတော့လေးခြိုက်ကြရပေါ့နော်။ဒီကမှုနဲ့ပေါက်ခံရတာတော့အဲ့လောက်ထိတော့မရှိဘူးတစ်ခါတစ်ခါတော့ပေါက်ခံရဘူးလေဒါပေမဲ့အဲ ရသွားဖြစ်ရတော့ဘယ်လိုပြောရမလဲကျွန်တော်ခုနပြောသူပေါ့နော်ကျွန်တော်တို့တဖွဲ့လေးလှုပ်တာများတဲ့ပွဲတွေဆိုတော့လာကြည့်တဲ့ကောင်လေးကလည်းဟောဒီဘန်ကိုကြိုက်တယ်ဒီဘန်ကိုကြိုက်လို့လာကြည့်တာဖြစ်တဲ့အတွက်အစဲခံရတာနည်းတယ်ပေါ့အစဲခံရတာရှိရပွဲတွေအဲ့လိုအများကြီးရှိရပွဲမျိုးကိုတွားဆိုရင်တော့အဲ့လိုတကယ်အာနာမည်ကြီးဆိုတော်တွေတို့တော့အများကြိုက်တဲ့ဆိုတော်တွေအဲ့လိုမျိုးဆိုရင်အာပထမပိုင်းမှာဆဲခံဒါပေမဲ့မရှိနေပြန်ဆိုလိုက်အားလုံးပြီးသွားပြီပေါ့ ော့ကျွန်တော်စပြောရမယ်ဆိုရင်တော့အာဒီကျွန်တော်ပြိတက်ပေါ့နော်ကျွန်တော်အမေပေါ့အမေကနေပြီးတော့အာဒီအော်ခရာထွက်ခဲ့တဲ့ချင်းတွေကိုရေကနေပြီးတော့သူကြိုက်တာလေးအကောင်းဆုံးတွေများလောက်ပါလားပေါ့နော်လောက်ပါလားဆိုရင်အချိန်မှာအာပြန်စဉ်းစားပြီးတော့ okay အဲ့ဆိုရင်လဲအဲ25နှစ်ပြည့်အမှတ်တရအနေနဲ့လုပ်လိုက်မယ်ဆိုပြီး2023 2022 23 February မှာစလုပ်တာပေါ့နော်အမှန်တော့ ပြီးတော့23အောက်တိုဘာမှာမှီဖို့ပေါ့နော်ဒါပေမဲ့အဲအချောင်းချောင်းကြောင့်အဲမမှီလိုက်ဘူးဖြစ်သွားတယ်မမှီလိုက်ဘူးမနဲ့ကြွားပါမနဲ့ကြွားပါအဲ့တော့အဆက်ဆက်ချင်းကတော့ကျွန်တော်ကတချင်းတချင်းရေးတဲ့လူအနေနဲ့အဆရတာပေါ့တကယ်တမ်းတချင်းရေးလူအနေနဲ့ဆိုတချင်းနေရေးတာပေါ့နော်တချင်းနေရေးတာကိုကျွန်တော်တကယ်ချင်းကျွန်တော်ဟိုတီဝိုင်းက base တမခိုင်စီပေါ့နော်ခိုင်စီကနေပြီးတော့သူ့အခွေတခွေထုတ်တယ်အဲ့ဒါကကျွန်တော် ghost rider နဲ့ပေါ့နော်နော်ရမှာလောက်တော့ကျွန်တော်တခွေလုံးကြော်ရေးပေးလိုက်တယ် လေးပေးပြီးတော့သူကအဲ့မှာကျွန်တော်တို့ကလည်းအဲ့အချိန်မှာအရန်နားထောင်တာ green day green day တို့ nirvana တို့ပေါ့နော်အဲ့ဒါအဲ့အချိန်မှာအဲ့ဒါအရန်ဟိုကြိုက်နေကြတဲ့အချိန်မှာသူကသူ့ခွေလုတ်ပြီးွားတဲ့အချိန်ကြငါတို့ကိုယ်တိုင်တင်းရင်ကောင်းမှာပေါ့လေအဲ့အချိန်မှာကျွန်တော်သူ့မမရှင်းနေမြန်နှစ်ပေါ့နော်အဲ့အချိန်ဆိုပြတဲ့အချိန်မှာသူကသူ့တချင်းအဲ့ခွေထဲမှာထည့်ကျင်နေဆိုမရဘူးလို့ငါအဲ့ဒါလေးတော့ငါစုမှာပေါ့နော်အဲ့ဆိုရင်လည်းမင်းငါလည်းအတူတူရဲ့ခွေလုတ်ကြမယ်ဆိုအဲ့ဒါနဲ့ကျွန်တော်တို့က December Studio ရောက်သွားတာ December Studio ရောက်တဲ့အချိန်မှာကိုကျော်စိုးနိုင်နဲ့တွေ့ရပါတော့ မစိုးစိုးနိုင်လို့ရောကျွန်တော်တို့ကဒီဝိုင်းလုပ်ချင်တာဒီဝိုင်းလုပ်ချင်တယ်အတန်အတွင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့မှာဒရမာမရှိဘူးပေါ့အဲ့ဒီအချိန်မှာအာမင်းတို့အဲ့ဆိုရင်မင်းတို့နဲ့လည်းကြိုက်မဲ့ဒရမာရှိရဲဆိုပြီးတော့အဲ့မှာကုဖူတက်ကိုညွှန်လိုက်တာအဲ့ကျွန်တော်တို့ကနလန်မမ်းမျိုးတော်ပေါင်းစီဆိုင်ပါလပိတ်ဆိုင်ပါအဲပထမကျွန်တော်ကဟိုမေးစတူဒီယိုမှာအတန်တွင်းနေတဲ့အချိန်ပေါ့အဲ့မှာဆက်ရှင်ပလေယာတီးနေတဲ့အချိန်မှာအဲတို့နှစ်ယောက်ရောက်လာခမဲရရပြီးတော့အဲ့မှာဝိုင်း ဖွဲ့ဖြစ်သွားတာဟုတ်ကလားငါတယောက်တည်းလမ်းတွေမှာ Gypsy love keen in jay ကြရတူတူဖွင့်ပြီးသွားတဲ့အချိန်မှာကျတော့နားထောင်နေတဲ့ရှင်တွေကအကုန်လုံးကတယောက်ကလည်းတယောက်ကိုရှယ်တယောက်ကလည်းတယောက်ကိုရှယ်အကုန်လုံးသိရမလားတူတူတွေနားထောင်ကြတာတူနားထောင်ကြတူနားထောင်ကြပြီးတော့အဲ့မှာလှုပ်တော့လဲတကယ်ကိုအဲ့လိုဟိုပါပေါ့နော်အဲ့အဲ့ငါတော့ဝိုက်ကပေါ့ကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့က ပန့်လားဆိုတယ်ပန့်အစစ်လည်းမဟုတ် alternative လားဆို alternative ဆိုတော့နှစ်ခုလုံးဟို mix လုပ်ထားတယ်ခုနပန်ကနေတစ်ပေါ့ကျွန်တော်တို့ထွင်ထားတဲ့ဂီတပေါ့နော်ဟာတာပါဟာတာပါပန်ကနေတစ်ဆိုပြီးတော့အဲ့လိုအဲ့လိုဟာဟာတာလုပ်ပြီးတော့ဟိုကုကုကုခေါင်းစင်တက်တာပေါ့နော်အချင်းကတော့အဓိကတော့ကောင်းတာကအာ medicine တို့ music plug ပေါ့နော်အဲ့အဲ့ဒါတွေကအဓိကအဓိကကြတာပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီစင်နာတော့ကျင်အဓိက လက်ဟာပေါ့ music plug နဲ့ melodon ပဲတွားကြ။ melodon ကလည်းအဲ့လို selection လေးရွေးပေးတယ်။နောက် music plug ကလည်းအဲ့လို croc ဆိုပြီးတော့ဟိုဟို alternative တစ်ချင်းတွေကိုစုစုပြီးတော့ထွက်တဲ့ဟာစီ။အဲ့တော့အဲ့ဒါကွတ်တီဖြစ်သွား။အဲ तू तू ကအမြီးပေးသလိုဖြစ်သွား။အဲ့အဲ့ဟိုဟာပေါ့နော်အလေးရင်စင်တွေထုတ်လိုက်တဲ့အချိန်မှာအော်အဲ့ဆိုရင်တော့ဘယ်ဘန်ချိုက်တယ်ဘယ်ဘန်ချိုက်တယ်ပေါ့နော်။အဲ့ရနေပြီးတော့အဲ့လိုအပိုင်းတွေပြပြအဲ့လို alternative punk ကနေပြီးတော့ modern rock ပိုင်းနေပုံပေါ့နော်အဲ့လိုမျိုးတွေတော့တော်တော်ကြိုက်ပါတယ် ကာရီကာရီတို့တဲ့အန်တော့ဒိုးလုံးလို့ပေါ့နော်ဘယ်နဲ့မှဆိုရင်တော့ the ancient quarry quarry ပါဟုတ်ကဲ့အဲသူတို့နဲ့နည်းနည်းဖြစ်ပြန်ကုန်မှာဖြစ်ပါဘူးဒီကတော့အဲ့အချိန်မှာလူငယ်တွေဟိုစပြီးတော့အာဘန်အနေနဲ့လှုပ်ချင်စိတ်ပေါ်လာတဲ့အချိန်ပေါ့အဲ့အချိန်မှာမှအဲ့လိုအာထားပါတော့ the ancient တော့တကယ်နာမည်ကြီးရဖွယ်ထားရဝိုင်းပေါ့ quarry quarry လို့ဆိုရင်လည်းကိုတို့လူမျိုးလုံးဝအာညီကုန်လေးပေါ့နော် ။နောက်ပြီးတော့အဲကိုဘိုးတန်းလုံးနဲ့ဆိုတော့လည်းအဲ့လိုတကယ်ဟိုစီစဉ်လုံးလုံးနဲ့ကိုပေါ့ကိုဒီကိုပေါ့ဆိုကိုပေါ့ရေးပေါ့နော်။အဲ့လိုမျိုးအမေလုံးကြရတဲ့အဖွဲ့ကြီးဖြစ်သွားတာပေါ့။ဒီကတော့ကျွန်တော်တို့อ่ะဗျာကျွန်တော်ကသချင်းရေးတာဗောနော်သချင်းရေးတယ်ဆိုမဲ့ရေးပြီးွားရင်ပြီးပြီးသွားပြီ အဲတကယ်တမ်းကျွန်တော်တို့ဟိုဘန်ရဲ့အဓိကအာကိုဟုတ်တတ်ပါ။ဘာလဲဆိုတော့ကိုဟုတ်တတ်ကကျတော့သူကကျွန်တော်တို့ရှေ့ရှေ့အများကြီးကြိုရောက်ထားပြီးသားပါတော့။ကြိုရောက်ထားပြီးသားဖြစ်တဲ့အတွက်ဒါမှမဟုတ်ကျွန်တော်ပထမအဆုံးအာစတူဒီယိုဝင်တော့ဆိုရင်နှုတ်စည်းရေးမှုဆိုရင်အဲ့လိုသူကကျွန်တော်ကွန်ပျူတာလေးနဲ့စီလာ။အဲကိုဟုတ်တတ်အဲ့လိုမဟုတ်ဘူး။အဲဒီလိုရေးရတယ်ဒီလိုရေးရတယ်။ဘယ်ဆိုင်ဘယ်ဆိုင်နေပါတော့။နောက်ပြီးတော့တစ်ချိန်တစ်ပုတ်ကိုဘယ်အချိန်မှအတက်အကျအားလုံးကတော့ဟိုဟို ြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကတချင်းရေးတယ်ကိုကိုသက်က arrangement ကိုသူဥဆောင်တယ်ပေါ့နော်အဓိကကတော့ကိုကိုဖိုးသက်ကကျွန်တော်တို့ကိုညီလေးလိုသိချာကိုစောင့်ရှောက်ပြီးတော့တချင်းတွေကိုလည်း arrangement လုပ်တာလည်းသင်ပေးတယ်ပြီးတော့သူမိတ်ဆွေတွေပေါ့နော်သူမိတ်ဆွေကြတာသမားတွေဘေးစမားတွေကိုသူနောက်တစ်ခွေကျတော့ခေါ်လာခေါ်လာဆိုပါဆိုကျွန်တော်တို့တီးတာဟုတ်တယ်ဒါပေမဲ့နိုင်ငံသားမှလို့ပေါ့နော် producer သဘောမျိုးတွေခေါ်လာတာပေါ့ခေါ်လာပြီးတော့ကျွန်တော်တို့တီးတဲ့ဟာတွေကိုကြည့်ခိုင်းတယ်ကြည့်ခိုင်းပြီးတော့အခွေပါလို့လဲပါလို့လဲအဲအဲ့အမျိုးတွေပေါ့နော် ဒုတိယခွေမှာတော့နည်းနည်းလေးပုံပြီးတော့အာအာဟိုပါပေါ့ဆင်းနေကြဖြစ်လာတာပေါ့ကျွန်တော်တို့ပထမခွေတုန်းကတော့ရှင်းရှင်းလေးပဲ electric guitar ကိုပထမအဆုံးကင်ဘူးတယ်အဲ့ဒါပထမအဆုံးမြင်ဘူးတယ် guitar tuner ဆိုတာလည်းမသိဘူးအာအာ effect ဆိုတာလည်းမသိဘူးအဲ့ဒါတွေအားလုံးကိုကုန်ဝတ်တဲ့ပဲအကုန်သိမိရပြီးတော့အဲ့ဟိုပါပေါ့အာ December studio ရောကိုထုံးခံပေါ့အသေးသေးထုံးခံသူကကြတော့ effect ချိန်တာတွေပါညာညာသိမိအဓိကတော့ကုန်ဝတ်တဲ့ကိုကျော်စိုးနိုင် ။ဘာကြောင့်ဆိုနေရတော့အဲဟိုပေါ့အတန်ဖက် engineer ဘိုင်းနေရောနောက်ပြီးတော့အာဂီတနဲ့ပတ်သက်တဲ့ theory အဲအဲ့ဒါတွေလည်းသင်ပေးတယ်။မှန်တရားရတာအများကြီးပေါ့နော်။အဲမဲ့အဲ့လိုမျိုးပထမအဆုံး team band တော့ဒီ၃ယောက်အနေနဲ့အာကျွန်တော်အရင်ပြောလိုက်မယ်နော်။ပထမအဆုံးထွက်တဲ့ဟာတော့အဲဟိုပေါ့လဲကူးပေါ့နော်။ဆိုတော့ကိုလင်းထွက်ပေါ့နော်။ကိုလင်းထွက်ခေါ်သွားတာ။အဲ့မှာကျွန်တော်တို့သွားတယ်သွားပြီးတော့တီးကြတော့မယ်ဆိုတဲ့အချိန်မှာအချင်းတိုက်ပါတိုက်ကလည်းတိုက်ပြီးသွားတယ်ဒါပေမဲ့ စေမော်လဲတက်တဲ့အချိန်မှာကျွန်တော်မက်မက်ရဘာဖြစ်လဲဒူးနှစ်ဖက်လုံးတုံးဒူးနှစ်ဖက်လုံးတုံးရောစာတည်းတီးလဲတီးဆိုလဲဆိုပေါ့နော်တကယ်တော့ခုခုအဲ့လောက်မခက်ဘူးလို့ထင်တာပေါ့နော်စတူဒီယိုထဲမှာပဲတုံးတယ်တကယ်တမ်းလူတွေအရှိ့ကိုလဲထွက်လဲထွက်လိုက်ကောအဲ့မှာဒူးနှစ်ဖက်လုံးတုံးလုံးဝဟိုဟာဟိုထိန်းလို့မရဘူးဒါပေမဲ့လက်ကပါဇက်ကတော့သူ့လိုလိုတော့သွားတယ်ဒါပေမဲ့အဲ့ပွဲတစ်ပွဲလုံးကဒူးနှစ်ဖက်လုံးကမငြိမ်ကိုကိုဘုရားဘာမှတရားရှိတယ်ပြောပြပါမှတ်တရားတော့ငါတို့က ရန်မှာအဲအီကွေဒိုရီယာမှာအစရန်စရန်စရန်ဟုတ်တယ်စရန်ကိုညီထွန်းနဲ့အဲအဲ့တော့အပဟမ်းတာမပြတ်ဘူးကွာသိပါဟုတ်တယ်တန်ကဒီတိုင်းရက်တာလဲဒီမိတဲ့ကဘယ်ကလဲအဲကိုမောင်လေးကဝိုင်းရှာပြီးကြပါညာတဲ့အဲအဲ့အမှတ်တရဟုတ်တယ်ဟုတ်တယ်အဲ့ဟာလေအမှတ်တမ်းပြောရင်တော့ဟိုတော်တော်လေးဟိုဟိုဟာနှုတ်ခတ်သွားတယ်ဗျာဘာလို့ဆိုအကြိုက်ဆုံးဆိုလို့လည်းမှကိုညီထွန်းပါလားနော် အငွေထွက်ကြီးနဲ့အတူတူအော်ခရာနဲ့အမ်ပါရာဆိုပြီးတည်လိုက်တာ။အော်ခရာနဲ့အမ်ပါရာဆိုပြီးစတရမ်မှာတည်လိုက်တဲ့အချိန်မှာနှစ်ပန်နဲ့နှစ်ပန်နဲ့တည်လိုက်တဲ့အချိန်မှာကိုရီးယားလုံးဝပြင်ဆင်သွားရဲ့အဲတီဝတီတာတွေရောဗာရောကြောင့် event like you know အဝိတာစားတာလည်းလုံးဝတကယ်ဒီ punk တွေ order ရေးပုံစံကိုပဲလုံးဝဖန်တီးသွားတာပေါ့နော်။အာစင်ပေါ်ရောက်ရင်အပြီးဖျဲမယ်ဆိုပြီးတော့လုပ်တာ။ဒါပေမဲ့အဲ့ကျွန်တော်တို့ရဲ့ session တစ်ခုလုံးနှီးပါအဲ့ခမ်းနာထွက်တာ။ဒါပေမဲ့ တကယ်တမ်းအဲကိုစုံမျိုးကိုမောင်လွင်ရောအားလုံးကုညီတိတ်ချဝိုင်းရှာဘလို့မရှာလို့မရအဲ့အချိန်မှာရန်အဲ့ချိုးပြီးတော့တော်တော်ဝမ်းနေရတယ်ဟုတ်တယ်ကိုဘိုးဆက်ပြောတကယ်အဲတော်တော်ကြီးဝမ်းနေရဆိုဘာလို့ဆိုအငါတို့တကယ်ကြိုက်တဲ့ဆိုတော့ရေးရှိမှာငါတို့ဆိုရမီဟိဆိုပြင်းမယ်ပေါ့နော် Empire ဆိုတာလည်းတကယ်ကိုငငယ်တော့အရန်ချိုက်ကိုစုံမျိုးထုတ်ကလည်းကျွန်တော်အချိုက်ဆုံးအခေတာသမားပေါ့နော်အဲ့တော့အဲ့အချိန်မှာဘာမှမလုပ်တိတ်ချမလုပ်နိုင်တော့အဲ့တော့ အများကြီးသချင်းစုကိုရည်ရွယ်ထားတာနေပြီးတော့၃၄ဘုတ်လောက်ပဲဆိုပြီးတော့ကျွန်တော်တို့ electric guitar ကိုဖယ်လိုက်ပြီးတော့ဟို hollow guitar နဲ့ပဲအော်အဲ့မှမဖြစ်နေရမှာပဲဆိုချာလိုက်အဲ့အဖတ်တရားကအရင်နဲ့စူးစမ်းထားတယ်အရင်စူးစမ်းထားတယ်ဒါပေမဲ့ဟိုတကယ်ဟိုဖြစ်တဲ့အချိန်မှာမဖြစ်လိုက်ဘူးเนาะအဲကျွန်တော်တို့ကတော့ရောပြီးမလုပ်ဖြစ်ဘူး hip hop နဲ့လေအဲဟိုဘောခင်တော့ခင်တယ်ဒါပေမဲ့အဲ့လို hip hop နဲ့တွဲပြီးလုပ်ဖြစ်တယ်ဆိုတာကအဲ့လိုသိချာမရှိလိုက်ဘူးဒါပေမဲ့နောက်ပိုင်း ဟိုအမုံများစွာတို့ဘာလို့ဟိုပေါ်လာတဲ့အချိန်ကြမ်းမှသာလဲချိန်များစွာမုံများစွာနမ်းများစွာပေါ့နော်အဲ့ကြမ်းမှပဲတွဲဖြစ်တယ်ဒါပေမဲ့မကြိုက်တဲ့ဆိုကြိုက်တယ်အဲအဲ့လိုတွဲမလို့ဖြစ်တာပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့လို rubber နဲ့တွဲလာတဲ့အချိန်မှကျတော့အဲ့လိုသူတူတူတချင်းနဲ့လှုပ်ဖြစ်သွားတာပေါ့နော်တချင်းလှုပ်ဖြစ်တာကျော်သူဆိုးလို့ဒီသူကတော့ကျွန်တော်တို့ရဲ့ပင်နိုင်ဟိုပါပေါ့ကျွန်တော်တို့ all cry mission ဟိုတာပေါ့ကျွန်တော်တို့ခေါ်လောလောလောလေလော 下啦，阿哟咿呀咪西，金刚南西的呀嘞，盖耶女阿妹。呃，对呀，人口呐，人口呐，我人口呐，虽然不少，你看呀，哦，就那边表内啊，这路哩，这那地盘啊，哦，周边哦，弄些啦啦路，地哦，studio 里头要多嘛，啊，地呀，先哦，地地地地地，哎，地呀你。 ပြောင်းလိုက်တီးတာပြောင်းလိုက်ပြောင်းလိုက်ပြောင်းလိုက်ကနေပြီးတော့သူအရင်တော့လို frame ကြီးချပြီးတော့မှတခါလေးတီးရမှာပေါ့စတူဒီယိုထဲရောက်မှဟိုလိုတင်းတင်းနဲ့ frame ချတာအောင်အဲ့တော့ဟိုပါပေါ့ပြောရမယ်ဆိုရင်အာအာကြာလဲအရန်ကြာရယ်ပေါ့နော် body တီးတာပေါ့နော် bass and drum နဲ့ဟိုပဲတီးတာဟိုပဲတီးတဲ့ဒီဂျူဒီတော့ကုန်တော့အဲ့တော့အရန်ဟိုဟိုပြောရမယ်ဆိုရင် feature ကြီးကိုစူးစမ်းထားတယ်အာအာချိန်နဲ့လားဆိုချိန်နဲ့တယ်ပေါ့ကိုကိုကိုပြောပါဦးအဲ့တော့ပြင်ပြမမ လောက်လာတာပေါ့နော်ဒီသူပြန်ပြီးတော့လောက်တော့အဲဆိုဒီပိတ်သက်တိပိလာဆင်းကိုပြန်လောက်လာဆိုပြီးတော့တောင်းကြည့်တယ်တောင်းကြည့်တော့အဲ့မှာကျိုးကျိုးသားသားနဲ့လောက်လာတယ်ပေါ့နော်ပြင်ပြင်တင်ပန်းခံပြီးတော့အချိန်ယူပြီးတော့ပြေးကြအောင်အဲ့လိုလောက်လာတယ်ပေါ့နော်အဲ့တော့ပိတ်သက်ဒီနေနဲ့ဒီကိုနားထောင်ပြီးတော့အားပေးကြပါဦးအဲ့ဒါပြောချင်ပါ thank you